2025ခုနှစ်မေလ9ရက်နေ့ကနေ17ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းမိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိစိမှနေရာကျကျမိုးတချုံရွာနိုင်ပြီးမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဂရင်းနီပြည်နယ်တို့မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ ဒေသအလိုက်နေပူချိန်များတိုးလာနေတာကြောင့်မွန်လွဲပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်းနေရာကွက်ရိပ်မိုးကြီးခြင်းမိုးသီးများကြွေကျခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်ပုံမူဂရုစိုက်ကြရန်လိုအပ်ပါတယ်။နေပူချိန်များမှာတော့နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်နဲ့ဂရင်းပြည်နယ်တို့ဘက်မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ နေလိုက်တပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြသွားပါမယ်။မေလ9ရက်နေ့အတွက်မိုးလေဝသကမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့ဘက်မှာတိမ်ထင့်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကန်ယူရန်နဲ့မုတ်တမောက်ကွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မြေဝကျွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအတင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအရှေ့အရှေ့တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအတင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းအောက်ပိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာ နေရာစိတ်စိတ်မှနေရာကျဲကျဲမုတ်တချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်တို့ဘက်မှနေရာကွက်ကြားမုတ်တချုံရွာနိုင်ပြီးနေပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရခိုင်ပြည်နယ်တို့ဘက်မှတိမ်အထင်အင့်ဖြစ်တော်နိုင်ပါတယ်။ နေ့အပူချိန်များမှာတော့စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်တို့ဘက်မှာ ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မေလ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့ဘက်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မုတ်တမခွေးတို့ဘက်မှာ လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။မြဝချွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့လေဟာအရှိအရှိတောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့တနင်္သာရီတိုင်းကချင်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီးစကိုင်းတိုင်း၊ပဲခူးတိုင်းအရှေ့ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း၊ရခိုင်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းအနောက်ပိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကရင်ပြည်နယ်တို့ဘက်မှတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်။ နေပူချိန်များမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာ ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မေလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့ဘက်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့မုဒ္ဒမခွေးရိုးဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မြို့ဝကျွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်း တနင်္သာရီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစစ်စစ်မှနေရာကျကျမိုးထချုံရွာနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းအနောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဘက်မှနေရာကွက်ကြားမိုးထချုံရွာနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်တို့ဘက်မှတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်။ နေပူချိန်များမှာတော့နေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်မေလာရှိရနေ့အတွက်မိုးလေဝသကမ္ဘာချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်းထင်းမှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါသေးတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့မုတ်တမောက်ခွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအင်းငယ်မှာလိုင်းအတင်းတင်းရှိနိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအင်းငယ်မှာလိုင်းအတင်းတင်းရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ နေပူချိန်များမှာတော့နေပြည်တော်မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဂရင်းနီပြည်နယ်တို့ဘက်မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်မေလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်းထင်းမှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့မုတ်တမခွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မြို့ဝကျွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနင်္သာရီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီးမကွေးတိုင်းအေရဝတီတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ဂရင်းနီပြည်နယ်တို့ဘက်မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပါတယ်။ နေပူချိန်များမှာတော့နေပြည်တော်မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်နီပြည်နယ်တို့ဘက်မှပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မေလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်းထင်းမှတိမ်ထူတက်နိုင်ပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့ဗုဒ္ဓမဂွေရုဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မြဝကျွန်းပေါ်ဒေသတွေဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနာယီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေမှာတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာစစ်စစ်မှနေရာကျကျမှုတချုံရွာနိုင်ပြီးမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းတို့ဘက်မှနေရာကွက်ကြားမှုတချုံရွာနိုင်ပါတယ်နေပူချိန်များမှာတော့မကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းတို့ဘက်မှပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ မေလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့ဘက်မှာတိမ်အထင်တင်းမှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းနဲ့မုတ်တမောက်ခွေးတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှလှိုင်းအထင်တင်းရှိနိုင်ပါတယ်။ မြဝကျွန်းပေါ်ဒေသဘက်မှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနေငယ်မှလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချီနေမှာတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနေရာစိတ်စိတ်မှနေရာကျဲကျဲမိုးတချုံရွာနိုင်ပြီးရန်ကုန်တိုင်းနဲ့အေရီတိုင်းတို့ဘက်မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ နေ့အပူချိန်များမှာတော့ရန်ကုန်တိုင်းနဲ့ AR တိုင်းတို့ဘက်မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါ रे ခင်ဗျာ